အာတောင်ကိုရီးယားကအန်ယူဂျီအစိုးရကိုမြစ်တာရက်ခံချင်ပါတယ်အာကျွန်မတို့တောင်ကိုရီးယားမှာဒီဒေါ်လာရေးကိုဘန်းပြပေးတဲ့အခါကျတော့အလူငွေတွေထွက်ပြီးတော့အလူခံကြပါတယ်အဲ့ဒီအလူငွေထိထိရောက်ရောက်ရောက်သလားမရောက်သလားအန်ယူဂျီဘက်ကလည်းအာဒါတိတိချာချာလေးစစ်ဆေးပေးပါလို့ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံမှာနိုင်ငံရဲ့တိတ်ခါကိုချနှင်းပြီးတော့အလူခံကောက်နေကြတာမလားဒီဘူဖြောင်းဘက်တွေမှာဘယ်သူတွေကောက်နေကြလဲဆိုတော့ကျွန်မပြောစရာမလိုပါဘူး okay မဖြူဖြူကြော်တိမ်ပွဲမှာလောက်ကြတဲ့သူတွေပဲကောက်နေတာပါအခုအဲ့ဒီလူတွေတဲကနေပြီးတော့မှမြင်းချာမှာအလူငွေတွေနဲ့မြေခွက်ဝယ်ထားတာတွေရှိတယ်တက်လိုက်ရနဲ့ပတ်သက်ပြီးတော့နည်းနည်းခိုးထားတဲ့တည်င်းတွေကျမစီကိုတိုင်ကြားစာရောက်လာပါတယ်ဒါကြောင့်မလို့ဟိုတောင်ကိုရီးယားမှာရှိနေတဲ့ဒီပေါ့လှူဒန်းတဲ့သူတွေကလည်းတက်လိုက်ရအောင်လှူတာတက်လိုက်ရဆိုတော့ဒေါ်လာကြီးကိုပြောတာပါတချို့စောက်တုံးနေရတက်လိုက်ရဒေါ်လာကြီးမှန်းအောင်မသိကြတဲ့သူတွေအများကြီးပဲဟင်းအလောက်ချီတုံးနေကြတာမှန်မသိကြပါဘူးအဲ့တော့အစ်မပြောချင်တာက အလုံငွေတွေလူမယ်ဆိုရင်အခုချိန်မှာကမြေပြင်အဖွဲတွေတကယ်လုံနေတဲ့မြေပြင်အဖွဲတွေရှိပါတယ်အဲ့ဒီမြေပြင်အဖွဲတွေကိုတိုက်ရိုက်လှူဒန်းလို့ရပါတယ်တောင်ကိုရီးယားကောင်နေရနေတဲ့ဆင်မလှူပါနဲ့တိုက်ရိုက်လှူဒန်းလို့ရပါတာဘာကြောင့်လဲဆိုရင်ရှင်တို့ပေးထားတဲ့ငွေတွေနဲ့မြေကွက်တွေဝယ်နေကြပြီခိုးနေကြပြီတထေးတွေဖြစ်သွားပြီဆိုင်တွေထောင်သွားကြပြီဖုံးဆိုင်တွေထောင်သွားပြီဆိုင်တွေထောင်သွားပြီအိမ်တွေငှားစားနေကြပြီတက်လိုက်ရအောင်ဗန်းပြပြီးတဲ့အခါကျဥပဒေကိုလက်တလုံးကြားလုံနေကြပြီတခိုးတွေများလာပါပြီနော်အဲ့တော့နင်တို့မလှူကြနဲ့ ငနို့ရဲ့အလှူငွေတွေကြောင့်ပခိုးတွေကြီးပွားကုန်ကြပြီတောင်ကိုရီးယားကအလုံသမားတွေကိုပြောပါမယ်ကိုယ့်အနေကိုတိုက်ရိုက်လူပါမြေပြင်ကိုပြီးတဲ့အခါကျတော့တောင်ကိုရီးယားကတောင်ကိုရီးယားလူမျိုးတွေပေါ်မှာလည်းအလှူခံစားနေတဲ့ဟာတွေရှိတယ် NUG ကိုဗန်းပြပြီးတော့နောက်ခါကျတက်လိုက်ရအောင်ဗန်းပြပြီးတော့အဲ့ဒီအလှူငွေနဲ့ပတ်သက်ပြီး NUG ဒီဘက်အစိုးရဘက်ကလည်းကျမတို့ကဒီလူငွေတွေကတကယ်ကိုပဲရောက်မရောက်ကိုစစ်ဆေးပေးပါ ဟုတ်ကဲ့ကျမစီကိုတိုင်ကြားစာရောက်နေပါပြီကျမဒီဟာလေးကိုအီးမေးလ်နဲ့ပို့ပေးပါမယ် NUG ယုံကိုโอเคဒီဟာတွေအားလုံးလည်းဆက်စစ်ပေးပါတရားခံကာယခံရှင်တွေဟိုလည်းကျမပို့ထားပါတယ်โอเคဒါလေးတစ်ချက်လောက်ပြောချင်ပါတယ်နိုင်ငံကိုချနေနေမှာတော့ချနေနဲ့တန်ဖို့လိုက်ဒီပစံပြည်သူစီကိုရောက်အောင်မှာပေါ့နော်တကယ်လုံနေတဲ့တက်လိုက်ရလုံနေတဲ့သူတွေစီကိုရောက်အောင်မှာပေါ့မမကန်ကန်ယူသားစမ်းပါဗျဒေါ်လာကြီးလောက်တာโอเคယူသားပါလို့ပဲပြောချင်ပါတယ် မယိုးသားဘူးဆိုလို့ရှိလို့ရှင်ဘသူ့ကိုမှတိမခံပါဘူးအားလုံးကလည်းတိမခံခြင်းနဲ့ပဲရှေ့ဆက်မှာပဲဒီအရာကြီးအောင်မြင်မှာပါအများအားတိခံနေလို့ရှိလို့ရှင်ထပ်ထပ်ပြီးတော့ပဲဒီလိုမျိုးပြည်သူတွေပဲခံရမယ်အာနာသိမ့်မှုတွေလည်းဇက်တိုက်ဖြစ်လာမှာပါမတုံနဲ့တိမခံနဲ့ဥပဒေအတိုင်းပဲတော့တဘောပေါက်လာဥပဒေနဲ့ပဲတော့ရမှာဖြစ်ပါတယ်